ရုံးမပေါ်မှာကြားတဲ့မျက်ရည်ဟာဒုက္ခပဲအဲ့ဒါမှသိမှာမို့လို့ပဲဒီကပျော်ပွဲကသားတို့သမီးတို့ဆရာတို့သိလားရုံးမပေါ်မှာကြားတဲ့မျက်ရည်ဆိုတာသိလားသိပါရဲ့ဟဲ့အဲ့ဒါဆိုရင်တော့ခင်မိနေပြီပဲအဲ့ဒီကမြင့်မြတ်ကိုသိလားไอ้ช่างไงเนาะเมียเนี่ยพ่อผมมาจ้าได้เมียอีอ่ะไม่เหมือนเล่นมั้ยผ่านลีไล่มีได้วัตถุดิบาไม่เหมือนเล่นมั้ยผ่านลีไล่มีล่ะส่วนเปียวให้ยอมมาหมดปูเสียก็เบญเนี่ยยอกๆ ဘယ်ဒေသရောက်ရောက် Facebook တွေမသုံးကြနဲ့လို့ပြောရတဲ့အချိန်မှာဆရာမပါဘူး။ဘာဖြစ်လို့လဲဆရာတနေကုန် Facebook သုံးတဲ့ကောင်မလို့။သားတို့သမီးတို့လူငယ်တွေလူကြီးတွေ Facebook သုံးတယ်ဆိုဆရာအိတ်နေတယ်လို့ရှိတယ်။ဘာလို့ဆရာအိတ်မှာ Facebook ပိတ်တာ။မိုးလင်းတာနဲ့လမ်းလျှောက်ပြီးပြန်လာရင်ဆရာလက်ထက်မှာကွန်ပျူတာသုံးလုံးရှိတယ်။ကြွားတာမဟုတ်ဘူးနော်။ကြွားတာမဟုတ်ဘူး။သားတို့သမီးတို့ခင်းနဲ့အညီဖြစ်စေချင်လို့ပြောနေတာ။မြင်ကွင်းတဲ့တဲ့မှာ မြင်ကွင်းကျဲ TVO monitor တစ်လုံးရှိတယ်ကွန်ပျူတာတစ်လုံးအဲ့ဒါဘာနဲ့ချိန်တာလဲဆိုတော့ဒီလည်းနည်းနည်းကြီးတယ် laptop ကြီးနဲ့ချိန်တာလေ laptop နဲ့ monitor အကြီးနဲ့ချိန်တော့တာအဲ့ဒီ monitor မှာဆရာကနှစ်ပိုင်းခွဲတယ်တစ်ပိုင်းဒီ Facebook တစ်ပိုင်းဒီဆရာလက်ရှိရေးနေတဲ့စာတွေဆရာဒီဘက်မှာစာတွေလုံးလုံးဆရာရေးနေတာအကုန်ရေးတာပဲရေးပြီးလို့ရှိလို့ရှိရင်ဆရာရေးနေတဲ့နောက်ထပ်မဲ့စာအုပ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ် မှမဲ့တော့နောက်ထပ်မဲ့ဝတ္ထုတွေကဆရာမတန်းလန်းဆရာ Facebook ပရိသတ်ဆိုရင်သိတယ်နော်သူတို့ဆရာတန်းလန်းတန်းလန်းနှိမ့်စက်တာကြီးအများကြီးဒီနေ့ဒီဆရာဇတ်မသိသေးဘူးသိသေးဘူးသိလို့မရဘူးတချို့တွေဆိုရောက်တဲ့နေရာတိုင်းမှာပြောတယ်ဆရာသူနဲ့သူမဇတ်လန်းဘာဖြစ်လို့ဇတ်မသိသေးတာလဲဟဲဇတ်သိလိုက်ရင်အတိတ်ကြီးပြန်ပေါ်ပြီးတော့ဆွေးစရာကြီးဖြစ်ပေါ်မှာပေါ့သိရသေးဘူးမသိရသေးဘူးဆိုတာကမသိရသေးလို့ပေါ့မသိရသေးလို့ပဲမသိရသေးဘူး အဲ့ဒီဇလံကဘာလဲဆိုတော့ကိုရစ်တက္ကသိုလ်ဖြစ်ရဇလံ romance လေးဟာလားယူမပေါ်မှာကြားတဲ့မြေကြီးရတယ်တကယ် romance ပဲတကယ် romance ကိုအဲ့ဒါမထင်မှပဲရေးလိုက်တာအဲ့ဒီယူမပေါ်မှာကြားတဲ့မြေကြီးကိုဗမာရေးတယ်လို့မေးအဲ့ဒီဝိထုကိုလိုက်ပြီးတော့ပြီးတော့လိုက်ဆက်တာထုတ်ဝေသူတွေကိုကျွန်တော်ဝိထုလေးတစ်ပုဒ်ရေးထားပါတယ်ကျွန်တော်ဝိထုလေးများထုတ်ပေးခြင်းစိမ့်မရှိဘူးလားဆိုတော့ကြီးကြတယ် ဆရာရဲ့မနောက်ပါနဲ့ဆရာဘယ်တော့မှဝိတုရေးတဲ့လူမှမဟုတ်တာကြီးရဲ့မှန်တာပဲဆရာသတင်းစာလောကမှာပဲကျင်လည်နေတာသတင်းစာလောကမှာသတင်းစာအယ်ဒီတာဘဝနဲ့ပဲကျင်လည်တဲ့နှစ်ပေါင်း ID ဆိုင်ရာ channel ဒီမှာကျင်လည်တဲ့နှစ်ပေါင်း၂000ပြည့်လေးရန်ကုန်ကိုစပြီးတော့ရောက်ထရဒီဘက်အထိတွက်ကြည့်တော့ပေါ့နှစ်ပေါင်းလည်းမနည်းပါဘူးသတင်းစာတိုင်းမှာပဲလုပ်နေတာအဲ့တော့ဝိတုရေးရတယ်ဆိုတော့တို့တို့အံ့ဩတယ်ဟုတ်တယ်ကျွန်တော်ဝိတုတွေရေးတာဘယ်လိုဝိတုလဲရင်းနှီးပြည့်ယုံမဘောကကြားလိုက်မြည်ရင်းနှီးပြည့်လေးပါ ာမယုံပါဘူးတဲ့ဆရာဝိတုရေးတတ်တယ်မျိုးမဟုတ်ပါဘူးမဟုတ်ဘူးကျွန်တော် Facebook ပေါ်ကလူတွေတော်တော်များများသိတယ်ကျွန်တော်အဲ့ဒီဝိတုရေးတာတာတော်တော်ကြာပြီ Facebook မှာရေးတာပြီးသားဒါပေမဲ့ဇက်တော့မသိရလေဇက်တည်းကတွစ်လေးထားပြီးတော့အောင်းလာတယ်စာအုပ်ထဲမှာမှကြာထည့်ပေးရတာအဲအဲ့ဒီမှာစာအုပ်တို့ဖြစ်တဲ့အခါကျတော့ဘယ်သူမှထုတ်ပေးမယ့်လူမရှိပါဘူးအဲ့ဒါနဲ့ကိုဟာကိုစာပေးဆုရလာတဲ့ပတ်စံလေးတွေနဲ့ပေါ့နော်စုဆောင်ပြီးတော့ကိုပစံနဲ့ကိုထုတ်တာရှုံညင်ရှုံတပြားမှပြန်မရရင်လည်းနေဆိုပြီးတော့ထုတ်လိုက်တာပါ အဲ့ဒီစာအုပ်ထုတ်တော့မှတ်မှတ်ရရ12သိန်းလောက်ကုန်သွားပါတယ်အဲ့ထဲမှာစာပေစု300စုရဘူးပါတယ်300ရဘူးတယ်စာပေစု300ရလို့စုထားတဲ့ပတ်စံတပြားမှမကြအကုန်ပြောင်းမယ်ရင်းနှီးလိုက်တာရင်းနှီးလိုက်တာထင်လဲမထင်ဘူးဩဒါဘလို့ပဲပြီးတော့စာရေးဆရာဆိုတဲ့လူတွေရဲ့စိတ်ဓာတ်ကသိခက်တယ်အောင်မြင်တယ်မအောင်မြင်ဆိုတော့သူတို့သိချင်မှသိမယ်ကဗျာဆရာလေးလည်းခုနကဗျာဆရာဆရာကြီးနဲ့လည်းစကားပြောတယ်သူတို့ကလည်းတကယ်စွန့်သားတဲ့လူတွေသူတို့ကဗျာကိုသူတို့ညွတ်နေရမယ်ဖော်တူးနေရမယ်ဆိုတော့သူတို့သိဝင်သားတယ် တို့လည်းကဗျာစာအုပ်ထုတ်မှာပဲအမြတ်ကြီးဖြစ်တယ်ဆုံးကြီးဖြစ်တယ်တို့ထုတ်မှာပဲရောင်မရောင်းရလည်းကိစ္စမရှိဘူးဆရာတို့လည်းចောင်းသားဘဝတုန်းကကဗျာထုတ်တာပဲကိုကဗျာကိုကွက်ကိုလေရင်နေရေးကိုကဗျာကိုကွက်ကိုပုံဖော်ကိုကဗျာကိုကွက်ကိုစာအုပ်တွေဖြတ်ချုပ်ပြီးရင်တယောက်ကိုတောက်ကိုတရားတရားနဲ့လက်ရောင်းတယ်ဝဲကြပါဝဲကြပါဘယ်သူမှမဝဲဘူးအလကားပေးအောင်မရှိဘူးအဲ့တော့ဘာလုပ်ရလဲသိလားတခါတကျရင်ကိုကကိုရှက်တဲ့အခါကျတော့အရင်မိဘပတ်စံပြန်ကောင်းပြီးတော့ဟုတ်တယ်မလားကဗျာစာအုပ်ပဲရောင်းရလို့တငယ်ချင်းတွေကိုအဲ့ခံရတယ်လို့ပြန်လုပ်ရတယ် မကုန်ဘူးကဗျာဆောင်းတွေဝယ်မဲ့လူမှမရှိတာကြီးအဲ့လိုနဲ့အယူတွေထားခဲ့ကြတာပါအခုလေဒီဆောင်းလေးအဲ့လိုပဲယူမပေါ်မှာကြားတဲ့မျက်ရည်မထင်မှာပဲဆောင်းထုတ်လိုက်တဲ့ခါကျတော့ငွေ70သိန်းကျော်ကျော်ကုန်သွားတယ်ခဲ့မရလဲနေလို့ဒီကိစ္စမရှိဘူးစိုင်နေလိုက်ပြီးဆက်တယ်ဘ누구ရေးတာလဲဘာလဲဘ누구ရေးတဲ့ဆောင်းလေးတင်ညော့တင်ညော့မကြဘူးဟာမြန်ဟိုကဖြစ်လိုက်တာခေါ်ဘူးလေတင်ညော့မကြဘူးလားတင်ညွန့်ဒီကျောင်းဆရာမှတ်တမ်းနဲ့စာပေစုကြီးရတာဘူးလားမသိဘူးတဲ့အဲ့ဒီတော့ဒီနာမည်ကြီးတာ သိလားအမျိုးသားစာပေစုတာရတယ်ဆိုတော့ဘာလို့မသိဘူးပြောချင်တာကတော့အမျိုးသားစာပေစုရတယ်ကျောင်းဆရာမတန်းဘာလို့မသိဘူးဒါပေမဲ့ရိုးမပေါ်မှာကြားတဲ့မျက်ရည်ဆိုတဲ့စောက်ကလေးလည်းထွက်သွားတော့ဆရာကလည်းဆရာစာပေတကရှိပြီးသားပါဆရာပေတကဘူးလဲဆိုတော့ face ဆရာ face ဆိုကြည့်တဲ့လူတိုင်းကဆရာပေတပဲဆရာကိုအမတန်ချစ်ဆရာကောင်းတဲ့ပေတရိုးမပေါ်မှာကြားတဲ့မျက်ရည်စောက်လည်းထွက်ပြီးဆိုတော့ဝယ်ပြီးတော့အားပေးလိုက်တာဘုံ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 နဲ့တို့လားသူတို့ဟိုဆိုင်နေရလားမတင်ညွှန်းပြောတယ်မှားလိုက်တာမှားလိုက်တာမှားလိုက်တာ ဟိုစောက်ကဗမာပြည်မှာဘက်ဆဲလာဆိုတာပြောမယ်နော်အထင်ကြီးနဲ့ဗမာပြည်မှာဘက်ဆဲလာအုပ်ကြီးတစ်ထောင်လူကြီးတန်း60နီးပါးတော့ရှိပါတယ်ကျွန်တော်ရိုက်တဲ့အုပ်ကြီးကတစ်ထောင်ပါမြို့မပေါ်မှာကြားတဲ့မြေကြီးဆိုတဲ့အုပ်ကြီးတစ်ထောင်သောစောက်ကိုကျွန်တော်တစ်နှစ်လောက်ရောင်းရပါတယ်တစ်နှစ်လောက်တော်တော်ကိုရောင်းရပါတယ်ပတ်စံပြန်စုရတာရောင်းရတယ်ဆိုတာအခုရော့စောက်ရော့ပတ်စံမဟုတ်ပါဘူးစောက်ဆိုင်နေစောက်ဆိုင်နေကိုလိုက်ပြီးတော့မျက်နှာနဲ့အောက်ချုပ်ပြီးတော့တင်ရတယ် ကိုစာအုပ်တွေတခါလေးဆိုင်သွားကြည့်ရင်အဲ့စာအုပ်ကမရှိတော့ဘူး။အော်အမရဲ့စာအုပ်လေးမရှိတော့ဘူး။ပတ်စံလေးရှင်းပေးပါဆိုမရှင်းပေးသေးဘူး။မကုန်သေးဘူးလို့ပြောတယ်။မကုန်သေးဘူးဆိုတော့စာအုပ်ပေါ်မှာလည်းလို့မေးလဲစာအုပ်လည်းမရှိတော့ဘူး။အဲ့လိုလေးရင်ဆိုင်ပြီးတော့အမျိုးမျိုးသောအခက်အခဲတွေကြာကကိုကရင်းနှီးလိုက်ရတဲ့ပတ်စံကတော့ထုတ်လိုက်ထွက်သွားတယ်။အဲ့ဒီစာအုပ်နဲ့ပြန်ရတဲ့ပစာမူးစုပဲစုမူးစုပဲစုနဲ့တော်တော်လေးကိုတင်ကြုံပြီးတော့နေရာကနေပြီးတော့ကန်ကောင်းထောက်မှစွာရုပ်ရှင်ကဝယ်ပြီးလဲဆိုတော့အဲ့ဒီမှာခါလဲဆက်ပြီးတော့စမ်းပွင့်တော့တာပဲ ရုပ်ရှင်အောင်ဝယ်မယ်ဆိုတော့စိတ်ဝင်စားဘူးရုံးမပေါ်မှာကြားရင်းမျက်ရည်ဝယ်ခြင်းနဲ့ဟာမရောမှုဘာဆိုတော့ရုပ်ရှင်အောင်တိတ်အထင်ကြီးတာမဟုတ်ဘူးတိတ်လည်းမကြည့်ဘူးဗမာကားကြီးတော်ကြတော့ဆရာကြီးမြတ်တန်းတင်းရဲ့ဓာတ်တော်ဝင်ကြုံရင်ဘီးပင်လေကိုဖြတ်မိကြီးဆိုတာသိကြလားမပြောတတ်ဘူးတကြီးပိုင်းနေတော့သိကြပါတယ်နော်ဆရာကြီးမြတ်တန်းတင်းရဲ့ဓာတ်တော်ဝင်ကြော်ပြီးတော့မီးပင်လေကိုဖြတ်မိဆိုတဲ့စာအုပ်ကိုကြော်ရင်းရိုက်ထည့်တာအဲ့မှာတခါလေပြဿနာတက်တော့တာပဲအားလုံးသိကြပါတယ်နော်ဓာတ်တော်မီကိုယ့်လေပင်ကိုဖြတ်လိုက်တယ်လို့ပြသွားတာပဲတခါလေ လို့ရှိရင်လည်းဘာမှဆက်လိုက်ဝတ္ထုနဲ့မလို့မှမကင်အောင်ဖြည့်ဆည်းလိုက်တာမှာပက်ပက်ဆက်ဆက်ဖြည့်ဆည်းလိုက်တာကျွန်တော်ကကျွန်တော်အဲ့ဒီရုံးမပေါ်မှာကြရတဲ့မျက်ရည်ဝတ္ထုလေးကိုကျွန်တော်အဲ့ဒါလိုဖြတ်သွားမှအရန်ကြောက်ဒါမှမရောဘူးဆိုပြီးတော့ကွက်ပတ်ချောင်းလာနောက်ဆုံးတော့ဝယ်ရင်လည်းလူကလည်းဘယ်လိုလဲဆိုတော့ကျွန်တော်ထဲကျွန်တော်တငယ်ချင်းတွေကျွန်တော်နိုင်တဲ့မိတ်ဆွေတွေကိုအတဲအိမ်ကိုခေါ်ပြီးတော့လာဝယ်တာရောင်းပါရောင်းပါဆရာလူချင်းတဲ့ပုံစံပြောပါကျွန်တော်ဖြစ်အောင်ရိုက်ပေးမယ်ကဲဟုတ်ပြီခင်ဗျားကလည်းဝယ်ရင်လည်း ကျွန်တော်ကလည်းအဲ့ဒီချိန်မှာအိလာကပေးစရာပတ်စံမရှိဘူးအိလာကလည်းနှစ်ချုံလေးကျွန်တော်တို့ကနှစ်ချုံနဲ့အင်္ဂန်းခါနေရတယ်ပတ်စံကလည်းမရှိဘူးပတ်စံလည်းတော်တော်လိုနေတာဟိုကလည်းစာအုပ်တာထုတ်ထားတယ်ဆိုတော့ပတ်စံကပြတ်မရဘူးအကျွေးတွေရလဲကို့မှာလည်းအိလာကပေးဖို့ပတ်စံကလည်းလောလောဆယ်လိုနေပြီဟဲ့ဟုတ်ပြီကဲဝယ်ရောင်းမယ်ဒါပေမဲ့နှစ်ခုနှစ်ဦးနှစ်ဖက်ဒီလုံးဘလို့ဒီလုံးလဲနံပါတ်1ယူမပေါ်မှာကြားတဲ့မြေကြီးဝှထုမှာအဓိကဆက်ဆောင်သိပါတယ်ဘူးလဲငတို့ငတို့အပြင်မှာတကယ်ရှိပါတယ် 那些麦芽都要去喂猪了，这么得办？收入，说，原来我们不蛮讲过，这个那时候家 P 逼多啊，我多啊要家了没麦了，哈哈，要家麦，都麦麦都干嘛不要呢？偷看嘛，在乎？你看，要加入哪你啊？跟你提了多少级保密度那你的？蔬菜那里的？蔬菜那里的？ အင်ဒရာကျော်စင်ကဒီဇက်ကောင်မှုကိုဝင်ဖို့ငတိုးတနည်း2000ပြီးသူ့ဘေးနားမှာခေါ်တာတဲ့အဲ့ကားမှာသွားရိုက်တော့ဘာဖြစ်လို့အဲ့လိုလုပ်တယ်လဲဆိုတော့ငတိုးရဲ့ move တွေသူ့ကိုဝင်လာအောင်လို့ဘတိုးဘေးနားမှာရှိနေသူကအလိုလိုငတိုးစိတ်တွေဝင်လာအောင်ဆိုပြီးတော့တနည်း2000လောက်2000ပြီးတော့သူကဘေးနားမှာအတင်းခေါ်တာလာငတိုးလိုလိုက်ကွန်စားမှာကွန်မှုပြီးတော့ကွန်ပြီးနေပြီဟိုကကွန်စားရဲဆိုတော့ထမင်းစားရစ်တော့အရက်တော့လဲဆိုတော့သူ့တို့ရေတော့တာပဲရိုက်ပြီဆိုတာတော့ဘာမှမသိဘူးကြည့်မရရင်အကုန်လုံးဘာလဲပြီးဆင်းပြီးတော့ဒိုင်းဆိုချထဲရတာပဲ ။ तू ကြိုက်တယ်မိမဆိုလဲရီးသားသားလိုက်ပြောတာ။မကြိုက်ဘူးလို့ပြန်ပြောရင်ဆွဲထိုးသေးတယ်။ဟာကျွန်တော်အဲ့ဒီဘာမှနေကျွန်တော်ငတိုးလောက်ငတိုးပြက်ကလာတော့ကျွန်တော်ရှင်းရတာမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ဘဒုနာလည်းမကြောက်ဘူး။ကျွန်တော်တော့ကြောက်တယ်။ကျွန်တော်ကဘာဆိုချစ်ကြောက်။ तू ချစ်တဲ့ဆရာကို तू ကြောက်။အဲ့ဒီဆရာကကိုယ်ကလည်းမြင့်မြတ်လူရုပ်ကလေးကိုအဲ့တော့တို့ကကြောက်တာပေါ့ချစ်လက်ချစ်တယ်ကြောက်လက်ကြောက်တယ်ဒါမှမဟုတ်သူ့ကိုကိုမချစ်ရဘူးလက်သီးနဲ့ထိုးခါမှာကြောက်လို့သူကကြမ်းတာဘူး ။နောက် तू အခုလည်းစိတ်ဝင်စားပါဘူး။ तू စိတ်ဝင်စားတာ तू မိမပဲစိတ်ဝင်စားတာ။ကျောင်းထဲမှာခက်ချောချောကောင်းပါလေဆိုလို့ရှိရင်သတိထားရတယ်။အဲ तू စကားပြန် तू ကြီးတော့စကားလိုက်ပြောလို့ तू ပြန်မပြောရင်အဲ့ဒါပြန်မယ်။ကသနာပဲတာအောင်ပြီးတော့အဲ့ကောင်းမလေးကအဲ့တော့ချော့ရတယ်။သမီးနော်အချင်းချင်းပဲဟဲ့ကြက်ကြက်မြက်ကြက်ကြိုက်လိုက်ပါ။တော်ကြတော့ဗာလင်ညာတွေပေါ့ तू तू တွေမပြီးတာမဟုတ်ဘူး तू အကိုကြီးအဖေကြီးပါ तू ပြဿနာရှာရင်ရှာနေရလေ तू အဲ့ဒီလိုဟာမျိုးဆိုတော့အဲ့ဒီနေ့ထီလဲရွာမှာရှိပါတယ်ငတိုးဆိုလည်းရှိတယ် မတို့နဲ့တူနောက်တစ်ခုတယောက်ရှိသေးတယ်မဖြူသိတယ်နော်မဖြူမဖြူမဖြူကဆရာနဲ့ဘာမှမဟုတ်ဘူးကြိုပြောတာကြိုပြောတာလားအဲ့တော့မီဒီယာတွေကနေလိုက်ဖွာရတဲ့ခါကျတော့ဆရာနဲ့မဖြူဘယ်ဘာလို့လို့အဲ့ဒုက္ခတွေဖြစ်နေတာဂတိတိအိပ်ပြဒနာလိုက်ရှင်းနေရတယ်မဟုတ်ပါဘူးဂတိတိမောင်နှမလိုပဲဟောလဲအပြူကြီးပဲသူကလည်းဂွဲတိလင်မယူသေးဘူးဘာလို့မျောနေလဲတော့မပြောတတ်ဘူးသူကလည်းဟိလာသူကလည်းဟိုအဲ့အဲ့ဒီလိုပေါ့လေအဲ့ဒါပေါ်တော်ကဟို Facebook ပေါ်တက်လာတယ် ဘယ်လိုလေးပြတ်လာလဲဆိုတော့မဖြူကိုဒီကနေသွားပြီးတော့အင်တာဗျူးကြတယ်မျိုးဘဝမီဒီယာတွေဘယ်တော့ရောက်ဆရာကောင်းလဲဆိုတာနော်မဖြူကိုအသက်ထင်ရှားရှိနေတယ်ဆိုတာခါကြတော့ဆရာယူအောင်ရောက်အောင်သွားတယ်ဒီခေတ်ကလွယ်သွားပါပြီကားနဲ့သွားရင်ရနေဆရာတို့ခေတ်တော့မနေ့မိုးလင်း၄နာရီထိုးလို့လမ်းလျှောက်ရင်ညမိုးချုပ်9နာရီလောက်မှရောက်တယ်အဲ့ဒီဘဝကိုကုန်းကြောင်းဒီခေတ်ကတော့ကားလေးရှုပ်ဆိုသွား3နာရီလောက်ဆိုရောက်သွားပြီအင်တန်လွယ်နေတဲ့ခေတ်ဖြစ်သွားပြီအဲ့တော့မီဒီယာတွေကဘာသွားယူအောင်သွားယူအောင်သွားယူအောင်သွားဟိုငတို့သွားမပြောရဘူးငတို့ကစကြမ်းလို့ဘုရုသွားချင်းကလည်းဆိုမဖြူကိုသွားချင်းကလည်း မဖြူချင်းကပ်ပြီးတော့မဖြူဆရာတွေမှာရှိတော့ဆရာနဲ့မဖြူနေရဘာလို့လုံမလားဟိုကအပြူကြီးရေရိုးလူရိုးကြီးတော်သားတွေကဟိုကဦးဆရာကိုကျွန်မဘာမှမဖြစ်ပါဘူးဆရာအမတန်ဟိုကဖြစ်တာကျွန်မတို့ရွာပါ냐မဟုတ်အဲ့ဒါကိုတော့ဖယ်ထားတယ်မဟုတ်ဘူးလေမဖြူရဲ့ဆရာကိုဟင်းလေးသွားပို့တယ်မလားဘာဘာလို့အဲ့လိုစကားကိုလှဲ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 ပြီးတော့ဟိုကသူတို့ twist မှာပါသွားပြီးတော့ Facebook ပေါ်တက်လာတဲ့ video file တခုကဘာဖြစ်သွားလဲဆိုတော့မဖြူကပဲကျွန်တော်ကိုတန်းတန်းတတာနဲ့ပန်းလိလပေးလို့ဖြစ်သွားတယ် အဲကဲဒီမှာဆန္ဒနေရာစတော့တာပဲရောက်တဲ့နေရာမှာဆရာမဖြူနေပါမဟုတ်လားဟာဖျားစုမူချုပ်ပြရပါသေးရဲ့ဘာမှမဟုတ်ပါဘူးမောင်နှမလိုပါရမ်းပြီးရဖရဆွေရမ်းမျိုးကြွားအကျိုးကြောင်းအကျိုးဆောင်တဲ့လူပြောင်းနေတယ်လေးစားတော့ဆက်ဆံပါလေကျွန်တော်ဘ ᱹ မှကျွန်တော်ဘာနဲ့စိတ်နဲ့မှမပြတ်မပါဘူးအဲ့လိုမနေဘူးရှင်းပြယူရတယ်အဲ့တော့ဒါကရုပ်ရှင်လေးတက္ကနာကိုစတာပါကျွန်တော်ဒီအဲ့ဒီဝိထုကို စိတ်ထဲမှာနင်းနေနေနဲ့ခံစားချက်နဲ့ကျွန်တော်ဘာကြောင့်ပြည်လဲဆိုတော့နံပါတ်1အချက်ငတိုးလို့ LGBT လို့ပြောနိုင်တယ်။ယောက်ျားစီလည်းဝင်မိန်းမစီလည်းဝင်အဲ့လိုပေါ့နော်။ဟို transgender ပေါ့အဲ့လိုသဘောမျိုးတွေကိုကျွန်တော်ပညာရေးဌာနမှာရှိပါတယ်ဒီလိုကလေးတွေ။နော်အဲ့ဒီမှာစမ်းနိုင်ဆိုတာကျွန်တော်တယောက်ထည့်ထားတာရှိပါတယ်စမ်းနိုင်ရအပြင်မှာလည်းခနေရှိပါတယ်သူကလည်းခနေကြီးနှုတ်တက်တဲ့လေးပါပဲ နော်တက်တယ်လေးနဲ့ तू ကဆရာလေးဖြစ်ပြီးတော့ तू ကဒါမဲ့စသင်းသားကိုအင်မတန်စိတ်ဝင်စားတဲ့ကလေးကြီးကျွန်တော်ရောက်စားကဒီကလေးတွေကဘွဲရာရထားတယ်စသင်းရမှမသိကျွန်တော်အဲ့တောထဲမှာနေတဲ့အရင်တုန်းလေးတွေကိုကျွန်တော်ဖော်ထုတ်တာသူကသူဘလို့ပဲနွဲ့နွဲ့စကားပြောရင်ဘလို့ပဲဖြစ်ဖြစ်မင်းကကြောင်းစင်းလေးဝက်လိုက်ပြီးတော့တိုက်ပုံလေးဝက်လိုက်ပြီးတော့ချစ်ကိုထွက်လိုက်တာနဲ့မင်းကဆရာဆိုတဲ့စိတ်ဓာတ်ကိုကျွန်တော်ရအောင်တွင်းတာစားနိုင်အောင်ကျွန်တော်အဲ့ဒီလိုပုံစံမျိုးတွေကျွန်တော်ချတာတော်ထဲမှာလည်းဒီလိုပဲ မြို့ကနေဘွဲရပြီးတော့ပြန်လာတယ်ဘာလို့လို့လို့ဝါမှမသိဘူးဝါကုတ်စစ်ခုံနဲ့ငှပြားဖြစ်ပြီးတော့သေသွားတာဒီတပုံကြီးခုနပြည်သူ့ထုတ်တော်ကိုယ်စားလှယ်ကြီးပြောတာကျွန်တော်အရန်စိတ်ဝင်စားတယ်ကျွန်တော်လက်ပြောက်လို့များအချိန်ရရင်အဲ့ဒီနေရာကျွန်တော်လာလေးလာမယ်ကျွန်တော်တက်လောက်လောက်လာနေဝင်ပြုကျွန်တော်ရေးမှာကျွန်တော်အဲ့လိုလူမျိုးတွေအဲ့လိုဘွားမျိုးတွေကျွန်တော်အရန်စိတ်ဝင်စားတာပဲနော်အဲ့ကျွန်တော်ပြည်သူ့ထုတ်တော်ကိုယ်စားလှယ်ကြီးချင်းများကျွေးလာနိုင်မလားမသိဘူးအဲ့ကျွေးလာနိုင်လာတာပေါ့ဗျာနော်ကျွန်တော်အဲ့ဟာမျိုးအရန်လေးလာကျင်တာကျွန်တော်တိုင်းပြည်မှာကျွန်တော်နိုင်ငံမှာအဲ့လိုလူမျိုးတွေအများကြီးပါ ဒီလားကျွန်တော်လည်းခုနပြောတယ်ကျွန်တော်နေတဲ့ဒေသကလူတွေအဲ့ဒီလူခက်ခဲတယ်ဆိုတာကိုကျွန်တော်ကဒီရုပ်ရှင်နဲ့ဝိထုနဲ့တင်ပြကြလာအကျိုးတရားပါလေကိုပေါက်ကကျွန်တော်ကိုခံလန်းတယ်ကိုပေါက်ကိုကျွန်တော်တခွန့်မဲ့ပြောတယ်ကိုပေါက်ခမ ्या ကိုကျွန်တော်တခုပဲတောင်းဆိုမယ်ရုပ်ရှင်ရိုက်ပါကျွန်တော်ခွင့်ပြုတယ်ဒါပေမဲ့ငတိုးကိုခမ ्या ယောက်ျားမပေးစားဘူးကျွန်တော်သူ့တောင်းဆိုတာဒါပဲငတိုးစီဘယ်တော့မှယောက်ျားယူမဲ့ကောင်မဟုတ်ဘူးသူကမိမယူမဲ့ဆိုရင်ယူမဲ့ အဲ့ဗမာကားတွေမှာရှိတယ်လေရောက်ရှိချာစိတ်ပေါင်နေပြီပဲနောက်ဆုံးကြရင်ယောက်ျားတယောက်ကိုကြိုက်တာနဲ့ဘာဖြစ်သွားလဲထမိန်ဝစ်ပြီးတော့ညာကြလေသတိလုံးလိုက်တာဟိုတော်တော်လေးကပဲပြသွားတယ်ကိုရဲ့တိုးရဲ့ဆိုးဆိုးရဲ့ဆိုတဲ့ကားတွေမပြသွားဘူးလားခင်သားတို့ကပထမတော့ယောက်ျားညုံဝင်းကိုကြိုက်တာနဲ့နောက်ဆုံးဘာဖြစ်သွားလဲထမိန်ဝစ်ပြီးတော့လက်ထလိုက်လေသတိလုံးသွားလားဆရာအဲ့လိုလုံးမှာအရန်ကြောက်တယ်ဒါကြောင့်မပြောထားတယ်မတိုးကိုယောက်ျားမပြေးသားပါနဲ့ဟုတ်တယ်ဆရာကျွန်တော်မပြေးသားပါဘူးစိတ်ချမတိုးကိုကျွန်တော်အရန်သဘောကြတယ် ဒီဇက်ကလားမှာငါတို့ကအသက်ကျွန်တော်ငါတို့ရအောင်ဖော်မယ်ပထမဆုံးဖော်ဖို့စိတ်ကူးကြတာဖွေး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 ကကားအလို့ဆိုပဲရုပ်ရှင်ရပြီးတော့စာချုပ်တွေချုပ်ပြီးတိုင်းမှာဖွေးဖွေးကကားအက်ဆီဒင့်ဖြစ်ပြီးလက်ကျိုးသွားတယ်ကျွန်တော်လိုပဲဖြစ်သွားတာသူလည်းအဲ့နဲ့သူလည်းရုပ်ရှင်မရရောဒီကားကတော်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 ထူးဆန်းတယ်နော်စိတ်စားများဖြစ်နေလားတော့မပြောတတ်ဘူးဒီလားဖွေးဖွေးကလက်ကျိုးပြီးဖွေးဖွေးနဲ့မဟုတ်တော့ဘ누구ကိုလိုက်ပြီးတော့ရုပ်ရှင်ရဖို့ပြောရလဲဆိုတော့အင်ဒရာဂျိုစင်ဖြစ်သွားတယ်ဆရာအင်ဒရာဂျိုစင်ကိုကျွန်တော်ရွေးထားတယ်ကောင်းပါလေအင်ဒရာဂျိုစင်နဲ့သဘာရင့်မယ်ဒါပေမဲ့တခုလို့ရှိတယ်ခင်ဗျအင်ဒရာဂျိုစင်ရော ခမချုပ်နိုင်မှာရပါကျွန်တော်နိုင်နေစရာတယ်ကျွန်တော်ကျွန်တော်ပြောတဲ့အတိုင်းရမယ်ဒါပေမဲ့အင်ရာကြုံစရာလဲကဲနောက်တစ်ခု location ဘာမှရိုက်မလဲဆိုပြီးတော့ပြောကြတဲ့အခါကျတော့ तू ကတခြားဒေသတွေ तू လိုက်ရှာတယ်မကြိုက်ဘူးဆရာအဲ့လိုဆရာဒေသမှာပဲကျွန်တော်သွားရိုက်ချင်ပါတယ်ဟာရတယ်လိုက်ပို့ပေးမယ်ကျွန်တော်လိုက်ပို့ပေးတယ်ကျွန်တော်ဒေသဒါပေမဲ့ကျွန်တော်ဒေသအဲ့ဒီချိန်မှာနည်းနည်းလမ်းတွေကရွာလမ်းတွေကကတ်တရဟိုဗါလဲကွန်ကရစ်လမ်းတွေဖြစ်ကုန်ပြီလက်စစ်ဒံပီးရိုက်တွေဖြစ်ကုန်ပြီ ရွာမှာရိုက်လို့မရတော့ကျွန်တော်ကျောင်းကအများကြီးတုတ်တက်နေပြီကျောင်းဆောင်နေကျောင်းဆောင်နေကျောင်းဆောင်နေကျွန်တော်အခြေချခဲ့တာအခုကျောင်းဆောင်နေအများကြီးတိုးွားနေပြီအဲ့ဒီကျောင်းဆောင်ကရိုက်လို့မရဘူးကဲဆရာကျွန်တော်ဘယ်လိုလုပ်ရမလဲဟုတ်တယ်ဒီကျွန်တော်ရွာနေဟိုဘက်ချောင်းကိုကူးလိုက်လို့ရှိရင်ဟိုဘက်ရွာကျွန်တော်တပည့်ကျောင်းအောင်ဖြစ်နေတဲ့ရွာအဲ့ဒီရွာကနေအဲ့ပုံစံလေးတိုင်းပဲရိုက်လို့ရကျွန်တော်အဲ့နဲ့ဟိုဘက်ကလက်ပံဆိုတဲ့ရွာလေးကိုကူးပြီးတော့ location ကြည့်ပြီးတော့အဲ့ဒီရွာလေးမှာတော့ရိုက်ခဲ့ရတာအဲ့တော့အကျိုးရလာကဘာလဲဆိုတော့ကျွန်တော်ပြောချင်တာဒါပါပဲသူတို့ဒီဒေသကလူတွေဟာ 加面补的，他们加到我们弥补，确实路拖拉机老板面补的，有些不哪里哪里得了，家里高高硬的哪家的，加到我们都面补的，有些设备的哪的，有些设备的面弥补不到的，农民的也得，农民的都弥补不到的，有些闽南们都的补面哪不到的，人家叫哪里，是说啊，爹嘛对了，那村里面门人开呢，他没用的哪不了，我都很少我们开几家了。 အဲယုံကြော်တယ်အဲ့လိုယူတာတော့မတွေ့ဘူးလေရုပ်ရှင်ရိုက်တာလည်းမတွေ့ဘူးရုပ်ရှင်မင်းသားမင်းသမီးကိုလည်းမတွေ့ဘူးရုပ်ရှင်မင်းသားမင်းသမီးတွေ့တဲ့ခါကျလဲလက်ကလေးပဲကင်ဝင်ပြူပါကင်ရင်လို့အဲ့လိုယူသွားကြတာပါအဲ့တော့ဒီခါလဲဒီဒေသမှာခါလဲဟိုကရုပ်ရှင်ဖွဲတလားလောက်လာပြီးတော့ဘုံကြီးအောင်နဲ့မှဇတဲ့ချပြီးရုပ်ရှင်ရကြတာသူတို့မှာဆက်ပြီးပါလာတယ်သူတို့မှာလူတွေပါလာတယ်သူတို့မှာအင်အားတွေပါလာတယ်သူတို့လုဆောင်ချက်တွေကိုရွာလူတွေကတွေ့ပြီးတော့နည်းနည်းအမြင်ပွင့်သွားတယ်ကျွန်တော်ပြောချင်တာကကိုဒီစားတစ်ခုကိုဖွင့်ပြရေးအတွက်ကျွန်တော်အခုလုပ်ပေးနိုင်တယ်။ဘာလို့ဆိုအမြင်ပွင့်သွားတယ် ငါတို့ကဟောဒီဒေတာကြီးမှာမှုံကုတ်ပြီးတော့နေမဲ့အစားပြင်ပလောကကြီးမှာဘာဖြစ်နေပါလဲဆိုတော့ကျွန်တော်အဲ့လိုပြလိုက်တာကဲနောက်ဆုံးရုပ်ရှင်ပေါ့ရုပ်ရှင်ကလည်းဘလို့ဆိုဟာဒါဒုစရာလေးကာရင်ဒုစရာလေးရိုက်နေဒုစရာလေးဇန်လန်းအဲ့ဒါလာပြီးတော့ယောင်လေးချုပ်ဆောင်မှရှိတယ်ကျွန်တော်ယောင်ကြီးအကြီးကြီးပါဘာပြပါလဲဒီလာပြီးတော့အပေးကြတယ်ရုပ်ရှင်ပြပြီးဆိုတဲ့ခါကျတော့လည်းဘလောက်ကြီးဆိုလဲဆိုတော့ဟာဒုစရာဇန်လန်းမြို့တက်ကြီးမှာပဲဆိုပြီးတော့ယောင်မှာရှိတဲ့ယောင်လုံးကျော်ကားတွေကားတွေငှားပြီးတော့တယောက်2000 2000 3000နဲ့ကားတွေနဲ့လာပြီးတော့မြို့အုံလိုက်ကျင်းလိုက်လာကြည့်ကြတာ ညမလက်မကိုသိုးရဆာလောက်အမြဲပြတ်နေတယ်။အပိချတာ။မြင်မြတ်ကြိုက်လို့လားအင်နာဂျုံစင်ကြိုက်လို့လားမကြိုက်လို့လားတော့ကျွန်တော်မသိဘူး။ဒါပေမဲ့သူတို့စိတ်ထဲမှာပါလေ။ငါတို့ဆရာ။ငါတို့ဆရာဆိုတဲ့ဟာလေးပေါ်သွားတယ်။အဲ့တော့မျိုးကိုရောက်လာတယ်ညမရုပ်ရှင်ကြည့်ဘူးတဲ့။တရက်နဲ့တကူတဲ့9600တန်းတစ်ခါမှမကြည့်ဘူးတဲ့အခုမှကြည့်ဘူးတဲ့။တော့သူတို့သူတို့ရင်သွင်းခန်းစားချက်တွေပွင့်လာတော့ပေါ့နော်။အဲ့တော့ဘာလဲဆိုတော့ဒါနင်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကျွန်တော်တို့အနေနဲ့ဟိုစာရေးဆရာတွေနဲ့တက္ကနာအနေနဲ့လှုပ်လို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာပါ အဲ့တော့စကားပြောရင်အများကြီးရှည်သွားမယ်စကားပြောရင်အများကြီးရှည်သွားမယ်ဆိုတော့စာလေးနည်းနည်းသင်ရင်လည်းသားလို့သမီးတို့သင်လို့ရမလားဟုတ်ပြီနော်စာမသင်ရင်ရတ္တဆိုတာဘာလဲသိလားသိလားသိလားရတ္တစာပေဆိုတာကိုကြားဘူးလားအဲကြားဘူးပါတယ်ကိုသင်နေတာတွေထဲမှာရတ္တစာပေတွေပါတယ်ဆိုတာကိုသိလားသိပါဘူးဘာလေးလဲ လာမယ်ခဏနေဦးရတစာပေဆိုတာရတဆိုတာပါလေရတစာပေဆိုတာပါလေအဓိကပြောရင်တော့ရတစာပေဆိုတာကိုသဒ္ဓါနဲ့လည်းသွားမတိုင်နဲ့အာသဒ္ဓါဒီလိုရှိတယ်သဒ္ဓါနဲ့လည်းမပြထမ်းဘူးအ내အတိတ်ပဲလည်းလိုက်ပြောမနိုင်နဲ့အ내အတိတ်ပဲလည်းမပြထမ်းဘူးရတစာပေဆိုတာပါလေဆိုတော့လောကကိုအဲ့ဒီစာရေးသူကဘလို့ပြုပြင်ရရင်ကောင်းမလဲဆိုပြီးတော့သူနီးသူဟာလေးနဲ့အရသာရှိတဲ့ခင်းလေးတစ်ခွက်ကိုဖန်တီးတယ်လို့ ဖန်တီးလိုက်တဲ့စာပေရတာစာပေလို့အလွယ်ပြောရင်ရတယ်လောလောလေးပြောတာတော့ဒါဒါလို့ရှုပ်ထွေးအောင်မပြောဘူးလောလောလေးပြောတာအဲ့တော့ရှေးကကလူကြီးတွေကစာစုကြီးတွေကတော့ဘလို့နှိုင်းလဲဆိုတော့ရတစာပေဆိုဒီမှာတဲ့ရှစ်စနီးနဲ့တူသောစာပေတဲ့ဘလို့စာပေလဲရှစ်စနီးနဲ့တူသောစာပေဆိုရင်တော့ရှစ်စနီးနဲ့မဆိုင်တော့ဘူးလင်ယောက်ကြားတွေလည်းလင်တော့ရှိသွားပြီပေါ့ဟုတ်တယ်မလားခင်ပွန်းရှိမယ်ရှစ်စနီးနဲ့ရှိတယ် ချစ်စနီးနဲ့အတူတဲ့စာပေဆိုတာဘာကိုပြောရလဲဆိုတော့မိမများယောက်ျားကိုခိုင်းနေပြီဆိုလို့ရှိရင်ဟဲ့ကောင်လှုပ်လိုက်ဆန်းဆိုပြီးခြောက်နဲ့ကန်ခိုင်းလို့ရလားမရပါဘူးအဲမရောက်စားသားတို့တမီးတို့လက်ခံတယ်နော်တမီးတို့လက်ခံလားမရပါဘူးအဲ့လိုခြောက်နဲ့ကန်ပြီးဟဲ့ကောင်လှုပ်လိုက်ဆန်းဆိုပြီးဘာဖြစ်သွားမလဲအာနိုင်တပန်ထချင်းခံလိုက်ရမှာဗောအဲ့တော့ခိုင်းနေလေဆိုတော့လင်းဘယ်လိုခိုင်းမလဲအိုးမောင်ရဲ့အဲနော် ချမေးလေးများချက်မလို့ပါပဲဒါပေမဲ့လို့ဟာလာကလေးကလည်းနေမကောင်းအိမ်မှာရေကလည်းထမ်းပေးမယ်လူကမရှိဈေးဝယ်ဖို့သွားတော့လဲသွားမယ်လို့ကြံပြန်တော့ခါလဲမနေ့ကချဲထုတ်လို့ကုန်ဟာလာဥစားလေးကိုရင်းပြီးတော့ရမယ်လို့ဒီနေ့အပိုင်ခွက်ဆိုပြီးနင်းလိုက်တာတပြားမှမရတော့တဲ့ခါကျတော့မောင်ကြီးချမေးလေးမချက်နိုင်ဟင်းလေးမချက်နိုင်အဲ့တော့ဒီညတော့မောင်ပြန်လာမှပဲမောင်ဖာတာမောင်လေးချက်လိုက်ပါလားနော် ဒါမှမဟုတ်အပြင်မှာဟင်းလေးထွက်ရလိုက်ပါလို့နော်လို့ပြောလိုက်ရင်တော့ဟိုကောင်လည်းသဘောမကျသွားဘူးလားအဲဟုတ်သားပဲဒါဖန်တာပဲ तू ငါအကျိုးရဲလို့ဒါ तू မလုပ်နိုင်တာငါတော့အပြင်ဟင်းထွက်ဝဲပြီးတော့ထမင်းလေးချက်လိုက်ရင်အန်ဒီရကင်းလာပေါ့လို့မဆိုနဘူးနစာလုံနေမှာပေါ့အဲ့လိုနားဝင်အောင်ချစ်စနီးမရခဲ့သူပြောပြနိုင်တဲ့စာပေမျိုးရတ္တစာပေလို့ပြောတာဆရာရှိလူကြီးတွေသတ်မှတ်တာနော်အဲ့တော့ဘာလဲဆိုတော့အဲ့ဒီလိုပဲတဲ့စာဆိုတယောက်က စာဖတ်တဲ့သူတွေကိုနာခံအောင်နာခံလွယ်အောင်လိုက်လုပ်ခြင်းအောင်ကျူးပန်းခြင်းလာအောင်အားထုတ်ခြင်းလာအောင်အတူယူခြင်းလာအောင်သူနီးသွန်လေးနဲ့ဖွဲ့ဆိုပြီးတော့ပြဆိုတဲ့စာကိုရတ္တစာပေလို့ခေါ်တာသူအကြမ်းပြောလို့ရလားငါခုဒီစာတော်ဘုရင်မဲ့ငါစာကိုလိုက်နာကြငါစာတိုင်းတိုင်းလို့ကြလို့ပြောလို့ရနိုင်ပါမလားဟိမရဘူး ရတော့အဲ့လိုရအောင်မလုပ်ရလဲဆိုတော့ตาသာနည်းနည်းလေးပြောရမယ်ကဲတော့ตาတို့သမီးတို့တက္ကသိုလ်ဝင်တန်းအခုဒီထဲမှာအများကြီးပါမှာပေါ့နော်ကိုရောင်းတော့မပြောဘူးတက္ကသိုလ်ဝင်တန်းတက္ကသိုလ်ဝင်တန်းဆိုရင်ဆရာကြီးတော်သာဆွေသိလားဆရာကြီးတော်သာဆွေဝိထုဘာရေးလဲအဲအဲမကန်ချင်းနေ ဟာစာကြက်ကြီးစာကြည့်တယ်မဆိုးဘူးစာကြည့်ပြီအဲ့ဒီမန်ကန်ချင်းနဲ့ရရင်ညိုဆိုဆရာတို့ငယ်တွေကလည်းအဲ့ဒါသင်ခဲ့ရတာပဲဂဏိတိလက်သားတို့သမီးတို့သင်နေရတာပဲဘာဖြစ်လို့သင်နေရလဲမကောင်းရင်သင်ရမလားမကောင်းကောင်းလို့သင်ရတယ်ဘာကောင်းလဲဘာကောင်းလဲပြောဘာသင်ခန်းလာပြီဆရာဒီဦးမလာခင်က အသိအိမ်တယောက်ကိုသွားပြီးတော့လမ်းလျှောက်ပြန်လာရင်လည်းခဏဝင်တယ်ဆရာတငယ်ချင်းမှာပဲခဏဝင်တယ်သူလည်းအဲ့ဒီကောင်ကလည်းသူကလက်ကျိုးသွားတယ်ဆရာလိုပဲအခုတော်တော်ဘာဖြစ်နေလဲမသိဘူးကိုနဲ့သိသမျှလို့ပြောကတော့လက်ကျိုး